မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတိဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ကို MNDAA ကတိုက်ခိုက်နေတဲ့အချိန်မှာအမတ်နှစ်ကစားထမှုဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးနဲ့အရှိမြောက်တိုင်းတိုင်းမှုဗိုလ်ချုပ်စိုးတင်တို့ဟာစကားများကြရာကနေပြီးတော့ဗိုလ်ချုပ်စိုးတင်ကကစားထမှုဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကိုဆဲဆိုတဲ့အတွက်တိုင်းမှုဗိုလ်ချုပ်စိုးတင်ဟာယာရုကနေအနာပေးခံရတဲ့အပြင် တက်မတော်စစ်စည်းကမ်းများနဲ့အညီအေးအေးယူခံရမှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ3ရက်နေ့ကစတင်ပြီးတော့ MNDA ကလာရှိုမျိုးကိုစတင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။လာရှိုမျိုးမကြစေရေးခုခံရေးနဲ့စစ်စင်ရေးကိုအမှတ်နှစ်ကစားထားမှုဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကဥဆောင်ပြီးတော့ရမခတိုင်းမှုဗိုလ်ချုပ်စိုးတင်ကအကောင့်ထဲပေါ်ရတယ်လို့သိရပါတယ်။အခုလိုမျိုးပူးတွဲဆောင်ရွက်နေတဲ့အချိန် စစ်တပ်ကအထိနာပြီးတော့တဖြည်းဖြည်းမျိုးရင်းကနေဆုတ်ခွာလာရတယ်လို့သိရပါတယ်။လာရှုံးမှာစစ်တပ်အထိနာမှုများအတော့အမတ်နဲ့ကာဆတ်ထမှုဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကရမခတိုင်မှုဗိုလ်ချုပ်စိုးတင့်ကိုအပြစ်တင်ပြောဆိုခဲ့တယ်လို့သိရပါတယ်။ရမခတိုင်မှုဗိုလ်ချုပ်စိုးတင့်ကမခံနိုင်တဲ့အတွက်အပြန်အလှန်စကားများကြားရာကနေပြီးတော့ဗိုလ်ချုပ်စိုးတင့်ကအမတ်နဲ့ကာဆတ်ထမှုဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကိုဆဲဆိုခဲ့တယ်လို့သိရပါတယ်။အခုလိုဆဲဆိုမှုကိုအမတ်နဲ့ကာဆတ်ထမှုဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုတိုင်ကြားခဲ့တယ်လို့သိရပါတယ်မင်းအောင်လှိုင်ကရမခတိုင်းမူဘိုးချုပ်စိုးတင်ကိုတိုင်းမူယာရူကနေဖြုတ်ချပြီးတော့တမ69တမမူဘိုးချုပ်စိုးလှိုင်ကိုရမခတိုင်းမူအဖြစ်နဲ့ဇူလိုင်လလယ်ပိုင်းမှာချက်ချင်းအစားထိုးခဲ့တယ်လို့သိရပါတယ်ရမခတိုင်းမူဘိုးချုပ်စိုးတင်ကကာဆာဒမူဒုရဘိုးချုပ်ကြီးနိုင်နိုင်ဦးကိုဆဲတယ်ဆဲတော့တိုင်းမူနေရချက်ချင်းအလဲခံလိုက်ရတယ်အေးအေးယူတာလည်းခံရမယ်ရမခတိုင်းမူအစ်စ်က69တမမူဘုံမူချုပ်စိုးလှိုင် တိုင်းမူအစ်တကမူဆယ်မှာရှိနေတယ်မူဆယ်ကနေလာရှိုးကိုရဟတ်ရင်နဲ့မသွားရဲလို့မူဆယ်မှာနေမြဲပဲနေနေကြတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရေးမြစ်ကပြောဆိုထားပါတယ်အမှတ်နဲ့ကာဆာထမူဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးဟာအသက်53နှစ်ဝန်းကျင်ရှိကား စစ်တပ်ကတော့အပတ်စဉ်35စင်းဖြစ်တယ်လို့သိရပါတယ်။ဆဲဆိုခဲ့တဲ့အတိုင်းမူဘိုးချုပ်စိုးတဲ့ဟာတေဇ16စင်းဖြစ်ကအသက်56နှစ်ဝန်းကျင်ရှိနေပြီဖြစ်ကြောင်းသိရှိရပါတယ်။လက်ရှိမှာ MNDAA ကလာရှိုးမျိုးကိုတင်ပိုက်ရရှိပြီဖြစ်ကြောင်းဇော်လိုင်လ25ရက်နေ့မှာတရားဝင်ကြေညာခဲ့ပြီးတော့အုပ်ချုပ်ရေးကော်မတီဖွဲ့စည်းကအုပ်ချုပ်သွားမယ်လို့ကြေညာချက်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မိုးကုတ်မြို့ကို TNL ဥဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာမိုးကုတ်အချင်းထောင်မှာစစ်ကောင်စီရဲ့ဖမ်းဆီးအချင်းချမှုကိုခံနေရတဲ့နိုင်ငံရေးအချင်းသားအချင်းသူ၁၄ဦးကိုကယ်ထုတ်လိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဇူလိုင်လ28ရက်နေ့မှာ မိုးကုတ်အကျဉ်းထောင်အတွင်းကနေပြီးတော့စစ်ကောင်စီရဲ့မတရားဖမ်းဆီးနှိပ်စက်အကျဉ်းချမှုကိုခံထားရတဲ့နိုင်ငံရေးအကျဉ်းသူအကျဉ်းသား14ဦးကိုပြည်သူ့ကာကွယ်ရေးတပ်မတော်မိုးကုတ်ဗျူဟာကလွှဲပြောင်းလက်ခံရယူခဲ့ပြီးတော့ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ကယ်ထုတ်နိုင်ခဲ့ကြောင်းဒီကနေ့မနက်ပိုင်းမှာကြေညာခဲ့ပါတယ်ဇော်လာ25ရက်ကနေစတင်ပြီးတော့မိုးကုတ်မြို့နယ်ကိုစတင်တိုက်ခတ်ခဲ့ပြီးဇော်လာ30ရက်နေ့မှာမိုးကုတ်အနောက်ပိုင်းတစ်ခုလုံးကို TNL ကသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဇော်လာ25ရက်ကစတင်ပြီးတော့ TNL ဥဆောင်တဲ့တော်လိုင်းတပ်များကမိုးကုတ်မြို့နယ်အနောက်ပိုင်းမှာစတင်ထိုးစစ်ဆင်ခဲ့တယ်လို့သိ ရပါတယ်။အဲ့ဒီနောက်မှာတော့ဇော်လာ26ရက်နေ့မှာမိုးကုတ်မြို့နယ်အနောက်ပိုင်းဒေါ်နန်းကြီတောင်စခန်းဖြူဟာစခန်းကုန်းရွှေသားယာပန်းတပြေနဲ့ဖြူရောင်ကုန်းတို့ကိုအတိအသင့်သိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဇော်လာ28ရက်နေ့မှာမိုးကုတ်ကျက်ပြင်ရေစခန်းတို့ကိုလည်းတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ဇော်လာ28ရက်နေ့မှာတော့မိုးကုတ်မြို့အနောက်ပိုင်းစစ်ကောင်စီရဲ့အောင်တာယာနဲ့အာကာမိုးတပ်စခန်းတို့ကိုလည်းတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။စီရဲအနေအထားအရမိုးကုတ်မြို့အနောက်ပိုင်းတစ်ချက်လုံးကိုဇော်လာ30ရက်နေ့မှာ TNL ဥဆောင်တဲ့တော်လိုင်းအိတ်တပ်များကအပိတ က်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဇွန်လ30ရက်နေ့ကနေစတင်ပြီးတော့ဇွန်လ24ရက်နေ့အထိမိုးကုံမြို့နယ်အရှေ့ပိုင်းမှာရှိတဲ့စစ်တမ်းဖြူဟာကုန်းအပေါ်ရဲစခန်းအချုပ်ထောင်တောင်ပေါ်ဇေဒီကင်းစခန်းမြို့ပတ်လယ်ကင်းစခန်းလေဦးအေးဇေဒီကြောက်တင်းမောတောင်ဗရများဇေဒီတောင်ချမ်းမြေတာယာတောင်ကချင်ပန်းမောင် ဗမော်ရွာကင်းစခန်းအပါဝင်စစ်ကောင်စီတပ်စခန်းများကိုတောက်လျှောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ဇူလိုင်လ24ရက်နေ့မှာမိုးကုတ်အရှိပိုင်းတစ်ခုလုံးကိုသိမ်းပိုက်ရရှိသွားပြီလို့သိရပါဗျ။ဇူလ25ရက်ကနေပြီးတော့ဇူလိုင်လ24ရက်နေ့အထိတလတာကာလအတွင်းမှာမိုးကုတ်မြို့နယ်တမြို့နယ်လုံးကိုသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ထန်တလန်မြို့ရံမှာရှိတဲ့စစ်ကောင်စီရဲ့အော်တိုတောင်တပ်စခန်း၃ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်ကောင်စီဘက်က15ဦးတေဆုံးပြီး2ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်ခဲယမ်းများကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇော်လိုက်ရ28ရက်နေ့မနက်ပိုင်းက ဟာခမျိုးနဲ့ထန်တလန်မျိုးဂျားမှာရှိတယ်ထန်တလန်မျိုးရန်မှာရှိတယ်စစ်ကောင်စီရဲ့ရှေ့တန်းအမာခံစခန်းဖြစ်တဲ့အော်တိုတောင်စခန်း၃ခုကိုချင်းလန်းကောင်ဆယ်ပူပေါင်းတပ်ဖွဲ့ကအပိသက်တိမ့်ပိုင်နိုင်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီစခန်းများဟာတမခွန်ခွန်လက်အောက်ခံတရဲအထိုင်ချတဲ့နေရာများဖြစ်ပြီးတော့ တိုက်ခိုက်သိမ်းပိုက်မှုအတွင်းမှာစီကောင်စီဘက်က15ဦးတေဆုံးက2ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်ခဲအများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ဇူလိုင်လ22ရက်နေ့ကနေပြီးတော့ဒီကနေ့အထိတပတ်အတွင်းမှာ Chinlan Council ပူးပေါင်းတပ်ဖွဲ့များကဟာခါထန်တလန်ကြားမှာရှိတဲ့စစ်ကောင်စီရဲ့ရှေ့တန်းအမာခံစခန်း6ခုကိုသိမ်းပိုက်ရရှိခဲ့ပြီးတော့လက်နက်ခဲအများအပြင်စစ်တုံးပန်း3ဦးကိုလည်းဖမ်းဆီးရရှိထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေး PDF ကတင်ပိုက်ထားတဲ့စိန်ကူးမြို့ကိုထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်များကိုမန္တလေး PDF ဦးဆောင်တဲ့တော်လိုင်းတပ်များကတုံ့ပြန်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်များပြန်လည်ဆုတ်ခွာသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ18ရက်နေ့မှာမန္တလေး PDF ဦးဆောင်တဲ့တော်လိုင်းတပ်များကရှင်ကူးမြို့ကိုအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့အကြမ်းဖက်စစ်ကောင်စီကဇွန်လ20ရက်နေ့မှာတင်းမော9စီးကန်နဲ့ ARD မြေကြောင်းကနေတဆင့်ရှင်ကူးမြို့ကိုတံပြန်ထိုးစစ်ပြုလုပ်လာခဲ့တယ်လို့သိရပါတယ်။အဲဒီတံပြန်ထိုးစစ်ကို တုံ့ပြန်တိုက်ခိုက်ခဲ့နိုင်တဲ့အတွက်အကြမ်းဖက်စစ်ကောင်စီကမြို့ရဲ့တပတ်ကန်းကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။စင်ကူးမြို့ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကအပိသက်သိမ်းပိုက်နိုင်ပြီဖြစ်တော်လဲနယ်မြေလုံခြုံရေးနဲ့အချိန်မရွေးဖြစ်ပေါ်လာနိုင်တဲ့တံပြန်ထိုးစစ်တွေအတွက်ပြင်ဆင်မှုများလှုံ့ဆော်နေရတဲ့အချိန်ဖြစ်တဲ့အတွက်ယခုကာလကိုရှုပ်ထွေးသောကာလအဖြစ်နဲ့သတ်မှတ်နိုင်တယ်လို့သိရပါတယ်။မိဖက်တော်လိုင်းတပ်ဖွဲ့များအနေနဲ့စီရေးအသည့်စီရေးသတိကိုမပေါ့လျော့ဘဲဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှုများလှုံ့ဆော်ကြပါရဲ့။ ်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကတိုက်တွန်းထားတယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီကပြည်သူကိုပြစ်မှတ်ထားပြီးတော့လေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေတဲ့အတွက်စစ်ရာဇဝဲမှုများကိုပေါ်ပေါ်တင်တင်ကျူးလွန်နေတဲ့အချိန်ဖြစ်တဲ့အတွက်လက်နက်ကိုင်ဆောင်ထားတဲ့တော်လိုင်းတပ်ဖွဲ့များအနေနဲ့ပြည်သူလူထုကိုဝင်းတော့ဝင်ဖို့ဖြစ်စေမဲ့လောက်ရများနဲ့ပြည်သူကိုမျက်နှာမူခြင်းမရှိတဲ့လောက်ရများကိုရှောင်ရှားကြရင်လည်းတိုက်တွန်းထားပါရယ်စင်ကူးမျိုးနဲ့ဟာစစ်စင်ရေးလုပ်ငန်းများဖော်ဆောင်နေတဲ့ကာလဖြစ်ပါသောကြောင့်မိဖက်တော်လိုင်းတပ်ဖွဲ့များအနေနဲ့စစ်စင်ရေးကာလအတွင်းမှာ လေးစားလိုက်နိုင်ရမယ်ကျင့်ဝတ်စံနှုန်းများနဲ့အညီပြုမှုနေထိုင်ပေးကြပါရန်လေးလေးနက်နက်တိုက်တွန်းကြောင်းမန္တလေး PDF ကမြစ်တာရက်ခံထားပါရယ်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဟာစေကူးမြို့ကိုဇူလိုင်လ18ရက်နေ့မှာအပိသက်သိမ့်ပိုင်နိုင်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီကလည်းစင်ကူးမြို့ကိုပြန်လည်ရရှိရေးအတွက်ကြိုးပမ်းမှုများရှိနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆလဘီတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြုံမြို့ရေစကြုံပခုတ်ကူလမ်းမကြီးဘေးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခလိုက်ရ258တက်စစ်စေးရေးဂိတ်ကို အနီးကပ်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇူလိုင်လ26ရက်နေ့နေ့လယ်ပိုင်းကရေစကြုံမြို့ ရေစကြုံပခုတ်ကူလမ်းမကြီးဘေးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ပခုတ်ကူအခြေစိုက်တပ်မတရက်တဲ့လက်အောက်ခံခလိုက်ရ258တရင်ရှိမှာရှိတဲ့စစ်စေးရိတ်ဂိတ်ကိုအနီးကပ်တွားရောက်ပြစ်ခတ်တိုက်ခတ်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲမိနစ်20ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုကိုသိရှိနိုင်ဖို့အတွက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။တရင်ရှိမှာရှိတဲ့ဂိတ်ကိုတွားပြစ်ခဲ့တာဂိတ်မှာကတော့6ယောက်လောက်ပဲရှိမယ်။တွားပြစ်တဲ့အချိန်မှာတရင်တွေကနေပြီးတော့ထွက်ပြစ်တာများတယ်။ ဲ့ဒါကြောင့်မိနစ်20လောက်ပဲပြစ်ပြီးတော့ပြန်ဆုတ်လာခဲ့ရတာထိခိုက်သိမ်းဆုံးမှုကတော့မသိရသေးဘူးအဲ့ဒီဂိတ်ကပခုတ်ကိုရေစကြိုသွားတဲ့ကတ္တရာလမ်းမပေါ်မှာဖွင့်ထားတဲ့ဂိတ်ပါလို့ရေစကြိုပကဖကတာဝန်ရှိသူတို့ကပြောဆိုထားပါလေ၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ရေစကြိုမြို့နယ်ရေစကြိုပကဖနဲ့ပခုတ်ကူခရိုင်အမှတ်ကိုတက်ရင်တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်းများအထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့စစ်ဆောင်တဲ့ကားများဖြတ်တန်းနေတဲ့အချိန်မှာတန်တွဲမျိုးနဲ့အတွဲမှာရှိတဲ့ကြားအူတရာကျူးကြသွားတဲ့အတွက်ဂျိတ်တော်ရွာကစစ်ပေးရှောင်လာတဲ့ပြည်သူ9ဦးကတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အဲ့ဒီတရာဟာတန်တွဲမျိုးအထွတ်စာနီတောင်ဂိတ်နဲ့သုံးမိုင်နီးပါးကကွာဝေးပြီးတော့ရေတိုက်စားထားတဲ့အတွက်ရိုင်းနေနေတဲ့တရာဖြစ်ပြီးဒီဖြစ်စဉ်ဟာမနေ့က ူလိုင်လ28ရက်နေ့မှာဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ကားဖြတ်တဲ့အချိန်မှာအလုံးလိုက်ကိုကျိုးကျသွားတာ။ကားပေါ်မှာလူက10ယောက်လောက်ပါတယ်ကြားတယ်။9ယောက်သေးတယ်။နောက်တစ်ယောက်လည်းသေဖို့များတယ်လို့သိရတယ်။ကြောက်ကြီးစေးုံကိုပဲခေါ်သွားမလားတော့မသိရသေးဘူး။ဘွားအထီးတော့သွားလို့မရနိုင်တော့ဘူးလေ ဘလောက်ခက်ခဲနေလဲဆိုရင်ဖုန်းတွေကလည်းဆက်လို့မရဘလို့မကိုဆက်သွယ်လို့မရတော့တော်တော်လေးကိုစိတ်ညစ်စရာပါလို့ဒေသခံတူကပြောဆိုထားပါတယ်တိုက်ပွဲတွေပြင်းထန်နေတယ်ဂျိတ်တော်ရွာကစပေးရှောင်များဟာဇူလိုင်လ28ရက်နေ့မနက်ပိုင်းကဂျိတ်တော်ရွာကနေကင်တာကာကားတစီးနဲ့စပေးရှောင်ဘုံထွက်လာတဲ့အချိန်မိုးလွဲပိုင်းမှာတန်ရွဲမြို့အထွတ်ကြောက်ဒရားကိုဖျက်တမ်းနေတဲ့အချိန်မှာဒရားကျူးကြပြီးတော့တေဆုံးခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်ဒေသခံတဦးကဒရားကကားလေးတွေပဲဖျက်လို့ရတော့တာယာရင်နေပြီးစစ်ဘေးရှောင်တွေကိုတင်လာတဲ့ကားကကြီးတော့ ညက်တယ်လို့ဖြစ်ပြီးရှေ့သူနောက်ဆုံးလှုပ်တဲ့အချိန်မှာပြုတ်ကျသွားတာအောက်မှာရေကလည်းစီးနေတယ်ကျွန်တော်တို့သိရတဲ့လောက်ကတော့9ယောက်သေးတယ်နောက်လည်းသေးနိုင်သေးတယ်စေကူးရမယ့်နေရာကမရှိဘူးလေကြောက်ကြီးစေးုံလည်းမရဘွားကိုသွားဖို့ကလည်းခက်ခဲဖြစ်နေတယ်လို့ပြောဆိုခဲ့ပါတယ်တန်တွဲမြို့နယ်ဂျိတ်တော်ကြီးရွာမှာဇူလိုင်လ25ရက်နေ့26ရက်နေ့တွေကနှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ကြောင့်ဒေသခံပြည်သူများဟာမြို့ရဲ့တောင်ပတ်ပိုင်းကြီးရွာများကိုစစ်ဆောင်ကြရန်ကားတွေနဲ့ထွက်လာတဲ့အချိန်အခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် စစ်ကောင်စီအထိုင်ချထားတယ်နောက်ဆုံးရက်ကွက်တစ်ခုဖြစ်တဲ့ချိတ်တော်ရက်ချေးရွာအတွင်းအရခတက်တော် AA နဲ့စစ်ကောင်စီတပ်များကြားဇူလိုင်လ26ရက်နေ့အထိတိုက်ပွဲများပြင်းထန်နေပြီးလေကြောင်းကနေဘုံကျဲမှုများလဲလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ